အားလုံးပဲမင်္ဂလာပါခင်ဗျာယင်းလင်းဘလောကနေပြန်လဲကြိုဆိုလိုက်ပါရယ်ဗျာဒီနေ့ကျွန်တော်တင်ပေးမယ့်အကြောင်းအရာလေးကတော့ Facebook ကော Password ကိုအလွယ်ကူဆုံးချိန်လို့ရမယ့်နည်းလမ်းလေးကိုအစအဆုံးရှင်းပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော် Facebook ကော Password ချိန်တဲ့နေရာမှာအဓိကအဖြစ်နှစ်နည်းရှိရယ်ပေါ့နော်ပထမတစ်နည်းကတော့ကိုယ့်ရဲ့ Password အဟောင်းကိုမှတ်မိရတဲ့အတိုင်းကျွန်တော်တို့ဟိုကိုယ့်ရဲ့ Password ကိုအခြားသူတွေသိနေရလဲဖြစ်ရင်ဖြစ်မယ်အခြားတစ်ပိုက်ဒီထက်မှဝင်ထားမိလို့လည်းဖြစ်ဖြစ်မယ်အကြောင်းမျိုးမျိုးကြောင့်ပေါ့နော်အဲကိုယ့်ရဲ့ Password ကိုချိန်ကျင်တဲ့သူတွေပေါ့နော် Facebook ကိုယ့်ရဲ့ Facebook Password အဟောင်းကိုမှတ်မိတယ်ပတ်ဆက်အတိတ်ချိန်ကျင်တဲ့သူတွေအတွက်ချိန်လို့ရမယ့်နည်းလမ်း န်ရယ်နောက်တစ်ခုကတော့ password အဟောင်းကိုမမှတ်မိတော့ဘဲနဲ့ကျွန်တော် password အသစ်ထပ်ချိန်ကျင်တဲ့သူတွေအတွက်ပေါ့နော်ဒီလိုမျိုးနီလန်းနှစ်ခုရှိပါတယ်ဗျဒီနေ့ video လေးမှာတော့ကျွန်တော်ကဒီ password အဟောင်းကိုမှတ်မိရတဲ့အနေ password အသစ်ချိန်ကျင်တဲ့သူတွေအတွက်ချိန်လို့ရမယ်နီလန်းလေးကိုအစအဆုံးရှင်းပြပြီးသွားမှာဖြစ်ပါတယ်ခင်ဗျာနောက်နေ့ video လေးကြာရင်ကျွန်တော် password အဟောင်းမေ့နေတဲ့သူတွေအတွက် password ချိန်လို့ရမယ်နီလန်းလေးကိုဆက်ပြီးတော့တင်ပေးပါမယ်ခင်ဗျာညနေ6နာရီတိုင်းမှာကျွန်တော်ရဲ့ YouTube channel နဲ့ Facebook page မှာနေ့စဉ် video တစ်ကလေးတင်ပေးနေပါတယ်ခင်ဗျာပြမအောင်ဆုံးအနေနဲ့ကျွန်တော်တို့ရဲ့ Facebook ဆော်ဝဲတွေဝင်လိုက်မယ်ပေါ့နော် Facebook တဲ့ကိုရောက်ပြီဆိုရင်ကျွန်တော်တို့ဒီညာဘက်ဆုံးအပေါ်ဆုံးမှာကျွန်တော်မီနူဘတ်တန်လေးနဲ့ profile ပုံလေးရှိရပါတော့အဲ့ညာလေးကိုတစ်ချက်နှိပ်လိုက်ပါခင်ဗျအဲ့ညာလေးတစ်ချက်နှိပ်ပြီးဆိုရင်ကျွန်တော်အောက်ကိုနည်းနည်းဆွဲလိုက်ပါအောက်ကိုနည်းနည်းဆွဲလိုက်ရင်ဒီညာမှာ setting privacy ဆိုတာလေးကိုကျွန်တော်တို့ထပ်ပြီးတော့တွေ့ရပါလိမ့်မယ်ခင်ဗျအဲ့ setting privacy ဆိုတာလေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပြီးလိုက်ပါခင်ဗျ setting privacy ကိုနှိပ်လိုက်ပြီဆိုရင်ကျွန်တော်ဒီတိုင်းလေးတွေ့ရပါလိမ့်မယ်ဒီတိုင်းလေးပေါ်လာပြီဆိုရင် ဒီထဲမှာကျွန်တော်တို့ဒီ profile icon လေးနဲ့ setting ဆိုတဲ့နေရာလေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပြရမှာဖြစ်ပါတယ်ခင်ဗျာဒီ setting ဆိုတာလေးကိုတစ်ချက်ထပ်ပြီးနှိပ်ပြလိုက်ပါခင်ဗျာ စတင်လေးကိုတစ်ချက်နှိပ်လိုက်ပြီဆိုရင်တော့ဒီတိုင်းတွေ့ရမှာဖြစ်ပါတယ်ဗျဒီတိုင်းပေါ်လာပြီဆိုရင်ကျွန်တော်အပေါ်ဆုံးမှာရှိရဲဒီ account center ဆိုတဲ့နေရာလေးကိုတစ်ချက်ထပ်ပြီးနှိပ်ပြရမှာဖြစ်ပါတယ် account center ဆိုတဲ့နေရာမှာကျွန်တော်ဒီ link အပြာပေါ့နော်စီမိုးရင် account center ဆိုတဲ့စာအပြာလေးကိုနှိပ်လဲရတယ်ကျွန်တော်အခု၄တောင်းဘောင်ခတ်ပြပေးထားတယ်ဒီ၄တောင်းဘောင်အတွင်းကြိုက်တဲ့နေရာကိုနှိပ်လို့ရပါတယ်ကျွန်တော်အဆင်ပြေအောင်တစ်ချက်နှိပ်လိုက်တယ်နှိပ်ပြီးပြီဆိုရင်ဒီတိုင်းတွေ့ရပါလိမ့်မယ်ဒါ account center ရဲ့ Facebook ရဲ့ဒီအကောင့်စင်တာဆိုရဲ့ drain နဲ့မှာပါရဲ့ဒီ setting ဘိုင်းလေးတွေပေါ့နော်ဒီထဲမှာမှာကျွန်တော်တို့က password change နေတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ password and security ဆိုတဲ့နေရာလေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပေးရမှာဖြစ်ပါတယ်ခင်ဗျာဒါလေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပေးလိုက်ပါခင်ဗျာအဲဒီနေရာကိုရောက်သွားပြီဆိုရင်တော့ကျွန်တော်တို့ဒီအပေါ်ဆုံးမှရှိရဲဒီ chain password ဆိုတာလေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပေးရမှာဖြစ်ပါတယ်ခင်ဗျာဒီ chain password ဆိုတာလေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပေးလိုက်ပါတော့ ချိန်ပတ်ဆက်ကိုတစ်ချက်နှိပ်လိုက်ပြီဆိုရင်ဒီနေရာမှာမိတ်ဆွေရဲ့ Facebook ကောက်ကအခြားဟို Instagram ကောက်တို့ပါဦးနဲ့ချိန်ထားရဆိုရင်တော့ဒီနေရာမှာကျွန်တော်တို့ဒီ Instagram ကောက်တွေပါပြပေါ်လာပါလိမ့်မယ်ကျွန်တော်ရဲ့ကောက်ကတော့ချိန်မထားရတဲ့အတွက်ကြောင့်မလို့ဒီနေရာမှာ Facebook တခုပဲရှိရပါတော့အဓိကတော့ဒီ Facebook icon လေးနဲ့ကိုယ့်ရဲ့ Facebook profile လေးနဲ့ Facebook name လေးနဲ့ပေါ့နော်အားလေးကိုတစ်ချက်နှိပ်လိုက်ပါခင်ဗျာ ိမ့်လိုက်ပြီဆိုရင်ကျွန်တော်တို့ဒီနေရာမှာကိုပတ်ဆက်နောက်ဆုံးချိန်ခဲ့တဲ့အချိန်ပေါ့နော်ကိုပတ်ဆက်နောက်ဆုံးချိန်ခဲ့တဲ့အချိန်ရောဒီမှာအတိတ်တက်ဆိုပြီးတော့ဒီလိုမျိုးလေးလာပြီးပြပေးပါလိမ့်မယ်ဒီ current password ဆိုတဲ့အပေါ်ဆုံးမှာပေါ့နော်အဲ ထားပါကျွန်တော်ပက်ဆွဲချိန်မှုအတွက်ဆိုရင်ကျွန်တော်ဒီအကူပြပေးမဲ့နီလန်ပက်ဆွဲအဟောင်းမှန်းမိရတာနဲ့ပက်ဆွဲအသစ်ထက်ချိန်မဲ့နီလန်ပေါ့နော်မနက်ဖြန်ညရင်ထပ်ပြီးတင်ပေးမဲ့မနက်ဖြန်6နာရီမှာထပ်ပြီးတင်ပေးမဲ့ဗီဒီယိုလေးကြရင်တော့ဒါပက်ဆွဲအဟောင်းမိနေသူတွေအတွက်ဟိုလိုချိန်လို့ရမယ့်နီလန်ကိုထပ်ပြပေးမှာပေါ့နော်ကျွန်တော်ကအခုကပက်ဆွဲအဟောင်းမှန်းမိတဲ့အတွက်ကြောင့်မလို့ပက်ဆွဲအဟောင်းကိုကျွန်တော်ဒီ current ပက်ဆွဲဆိုတဲ့နေရာမှာရိုက်ထည့်ပေးရမှာဖြစ်ပါတယ် အဲဒီလိုမျိုး password အအောင် current password ဆိုတဲ့နေရာမှာရိုက်ထည့်ပေးလိုက်ပါတော့။ရိုက်ထည့်ပေးပြီးဆိုရင်ဒီနေရာမှာ new password ဆိုနဲ့အဲနေရာမှာ new password ဆိုတာလေးရှိရပါတော့။အဲ new password နေရာမှာကိုယ်အစ်စ်ထပ်ပြီးပေးခြင်းတဲ့ password ကိုထပ်ပြီးပေးပါခင်ဗျာ။ အဲဒီလိုမျိုး new password မှာအစ်စ်ပေးရဲ့ password ကိုဒီ retry new password ဆိုတဲ့နေရာမှာတလုံးမကြံတူအောင်ပြန်ပြီးရိုက်ထည့်ပေးပေါ့နော်အဲပြီးပြီဆိုရင်ကျွန်တော်ဒီနေရာမှာအမှန်ကြီး on ထားလဲရတယ် on ထားလဲရတယ်ပေါ့နော်ဒီအောက်က log of all other device ဆိုတာဒီဟာလေးကဘာကွာသွားရလဲဆိုရင်ဒါလေးကိုအမှန်ကြီး on ထားလိုက်မယ်ဆိုရင်မိတ်ဆွေရဲ့ဒီ Facebook က login ဝင်ထားတဲ့အခြားဖုန်းတွေအခြားကွန်ပျူတာအခြား device တွေအကုန်လုံးမှာအကုန်လုံးဒီ password ချိန်လိုက်ပြီဆိုတာနဲ့ log out ထွက်ကုန်မှာဖြစ်ပါတယ်ကိုကဒီလိုမျိုးမထွက်စေချင်ဘူးဆိုရင်တော့ဒါလေးကိုအမှန်ကြီးလေးဖြုတ်ပြီးဖြုတ်ပေးထားပေါ့နော်ထွက်စေချင်ရင်တော့အမှန်ကြီးလေးချစ်ပေးထားပါအဲစိတ်တိုင်းညချိန်ပြီး ဆိုရင်တော့ကျွန်တော်ဒီညမှာ chain password ဆိုရဲအောက်ဆုံးကဘတန်အပြောင်း cloud click ကိုတစ်ချက်နှိပ်ပြလိုက်ပါနှိပ်ပြီးပြီဆိုတာနဲ့အခုနောက်ပိုင်းမှာ Facebook ကနေပြီးတော့ security နဲ့မြင်လာတဲ့အတွက်ကြောင့်မလို့အဲဒီလိုမျိုး password chain နိုင်ဖြစ်ဖြစ် profile chain နိုင်ဖြစ်တချို့တစ်ခါတလေကြာရင်ကျွန်တော်မလုပ်တက်လဲဆိုရင်ကျွန်တော် Facebook ကောက်ဖွင့်လာတဲ့ Gmail ဒါမှမဟုတ်ရင်ကျွန်တော်တို့ Facebook ကောက်ဖွင့်လာတဲ့ဖုန်း SIM card ထဲကိုသူက OTP ပေါ့နော် confirm combination code ကလေးပို့ပေးပါလိမ့်မယ်အဲဒီ Gmail ထဲကိုကျွန်တော် combination code ပို့ပေးမှာဖြစ်ပါတယ်အဲ့ဒီတော့တစ်ချက်ဝင်ကြည့်လိုက်ပါအဲဒီမှာပေါ့နော် Facebook ကနေဝင်လာပြီ ဒီကနန်လေးကိုကျွန်တော်တို့မှတ်မိရဆိုရင်လည်းရိုက်ထည့်ပါတော့မမှတ်မိဘူးဆိုရင်လည်း copy ယူလိုက်ပါတော့9163920အသေးတန်းကြထည့်ပါထည့်ပြီးပြီဆိုရင်ကျွန်တော်ဒီအောက်မှာရှိရဲအဲဒီ continue ဆိုတဲ့ clock လေးကိုတစ်ချက်နှိပ်ပြီးတော့ကျွန်တော်ရှေ့ကိုဆက်သွားအောင်ပဲဗောနော continue ကိုတစ်ချက်ထည့်ပြီးနှိပ်ပြီးလိုက်ပါခင်ဗျပြီးပြီဆိုရင်ခဏဆောင်ပြီးလိုက်ပါ အဲခဏဆောင်ပြီးတော့ဒီလိုမျိုးအချင်းပတ်ဆက်ဆိုတဲ့နေရာလေးကိုသူကသူအော်တိုပြန်ရောက်သွားပါလိမ့်မယ်ဗျာဒီလိုလေးပြန်ရောက်သွားပြီဆိုရင်တော့ဒါကျွန်တော် Facebook password change တာအောင်မြင်သွားပြီပဲဖြစ်ပါတယ်အဲဒီနီလန်းလေးနဲ့ဒါကျွန်တော်ကိုယ့်ရဲ့ Facebook account password ကိုအကြောင်းမျိုးကြောင့် change နေတဲ့သူတွေဒီနီလန်းလေးကိုသုံးပြီး change လို့ရပါတယ်ခင်ဗျာဒီနေ့ဗီဒီယိုလေးကတော့ကျွန်တော်တို့ဒီ Facebook account password ကို password အဟောင်းမှတ်မိတဲ့သူတွေအတွက်ချိန်မှုန်ချိန်နည်းလေးပဲဖြစ်ပါတယ်။နောက်နေ့ဗီဒီယိုကျရင်ကျွန်တော် password အဟောင်းမေ့နေတဲ့သူတွေအတွက်ချိန်မှုန်ချိန်နည်းလေးကိုထပ်ပြီးအသစ်တင်ပေးပါမယ်ခင်ဗျာ။ဗီဒီယိုလေးကိုအဆုံးထိရှုပ်ပေးကြတဲ့အတွက်ဒုက္ကင်းတွေအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။